မင်္ဂလာပါခုချိန်ကစပြီးတော့ဇွန်လ25ရက်နေ့ပုတ်ထူးနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမိပါ စစ်ကောင်စီကအယက်သားဒေတာတွေဒီအယက်သားတွေနေထိုင်တဲ့ရဲရွာတွေတဲကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဆက်ပြီးတော့လုပ်နေတော့ဖြစ်ပါတယ်။ရှမ်းမြောက်ဒေတာမှာရှိတဲ့ကြောင်မဲမြို့မှာတော့ဒီစစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အယက်သား၄ယောက်သေဆုံးခဲ့ပါတယ်။သေဆုံးသွားတဲ့သူတွေထဲမှာကလေး၂ယောက်လည်းပါတယ်လို့တအန်းတက်မတော့ TNL ကထုတ်ပြန်ပါတယ်။သေဆုံးမှုတွေအပြင်ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများတယ်လို့ဒေတာကန်တွေကပြောပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူ၁၄ယောက်ရှိခဲ့ ီးတော့အဲ့ဒီထဲမှာဆိုရင်ဒီနောင်ချူကနေအာကြောက်မဲကိုစစ်ဆောင်လာတဲ့သူတွေလည်းပါတယ်လို့ဆိုကြပါတယ်ဂျွန်လ24ရက်နေ့ဒီမနေ့ကညနေပေါ့နော်ညနေ9နာရီလောက်မှာကြောက်မဲမြို့ကိုစစ်ကောင်စီကလေနဲ့ဘုံနှလုံးကျဲခဲ့တာဖြစ်ပါတယ်ကြောက်မဲမြို့တဲကဒီမြို့လယ်မှာရှိတဲ့ပေါ့နော်ဒီရက်ွက်3နဲ့ရက်ွက်9ကိုစစ်တပ်ကဘုံကျဲတက်ခိုက်ခဲ့တာဖြစ်လို့ဒီအိမ်56လုံးနဲ့စာသင်ကျောင်း2ကျောင်းထိမှန်ပျက်စီးခဲ့ပါတယ်ဒီနေ့ဂျွန်လ25ရက်နေ့ ့မှာလဲဂရီနီပြည်ဖာဆောင်မြို့နယ် ထဲကဒီမော်ချီဒေတာမှာရှိတဲ့ခဲကျင်းလောက်ွက်နေရာတွေကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့ပါတယ်။ဒီနေ့မနက်ပိုင်း7:00နာရီလောက်မှာဘုံကျဲတက်ခိုက်သွားတာဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်။တေဆုံးတဲ့သူတွေနဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများတယ်လို့မြေပြင်မှာအကူအညီပေးနေသူတွေကဆိုကြပါတယ်။အလုတ်သမားတွေအများကြီးရှိတဲ့ဒီခဲတူးဖို့ရေလောက်ွက်ရှိတဲ့နေရာကိုလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာဖြစ်တာကြောင့်ထိခိုက်တေဆုံးတဲ့သူတွေများနိုင်တယ်လို့ဆိုကြတာဖြစ် পারে မြေပြင်ကလူတွေရဲ့ပြောပြချက်အရာတော့အလောင်းတလောင်းကိုရထားပြီလို့ဆိုပါတယ်။ဂျန်နဲ့သူတွေကတော့ခဲကျင်းထဲမှာလည်းပြိမိနေသေးတာတွေရှိနေတဲ့အတွက်ကဲစေရေးတွေကလည်းဆက်ပြီးတော့လုံနေရတော့မှဒါကြောင့်တေဆုံထိခိုက်မှုတွေစရင်းနဲ့ပတ်သက်ပြီးတော့အတိအကျမသိရသေးဘူးလို့ဆိုကြပါတယ်။ဒါပေမဲ့ဒီ Greeny ဘက်ကလာတဲ့သတင်းတွေမှာတော့တေဆုံတဲ့သူ9ယောက်ရှိပြီဆိုတာမျိုးပြောဆိုမှုတွေရှိနေပါတယ်။စစ်ကောင်စီတပ်နဲ့ပို့အုပ်ပြည်သူ့စစ်အဖွဲ့ PNO ပူးပေါင်းတပ်တွေကရှမ်း Greeny အဆက်ကဖဲခုံမျိုး နယ်ထဲမှာရှိတဲ့ဆောင်းနှန်းခဲရွာကိုဒီရွာလုံးကျွတ်မိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရှုခဲ့တာကတော့မင်းညကဒီမိရှုခဲ့တာဖြစ်တယ်လို့ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတွေကပြောပါတယ်။ဖဲခုံအင်းအရှိတ်ကန်ကိုစစ်ကောင်စီတပ်နဲ့ဒီ PNO ပို့ပြီးသူစစ်ပူပေါင်းတပ်ဖွဲ့တွေကစစ်ကြောင်းထိုးလာပြီးတဲ့နောက်မှာရွာကိုတညလုံးနှီးပါမိရှုဖျက်ဆီးနေတာလို့ဆိုပါတယ်။စစ်ကောင်စီတပ်နဲ့ဒီ PNO ပို့ပြီးသူစစ်ပူပေါင်းတပ်ဖွဲ့ကအာ ွန်လ25ရက်နေ့ထိဒီနေ့ထိပေါ့နော်ရွာထဲမှာတက်ဆွဲထားသေးတဲ့အတွက်ရွာသားတွေကလည်းဒီရွာကိုပြန်လို့မရသေးပါဘူး။ဒါကြောင့်ဘလောက်ထိဖြစ်စည်းဆုံးရှုံးမှုတွေရှိနိုင်တယ်လဲဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါရစေ။မနေ့တုန်းကဆိုရင်ဒီဆောင်းနန်းခဲရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ခဲ့တဲ့အပြင်တညလုံးနှီးပါလဲလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ဆိုကြပါရစေ။ မကွေးတိုင်းထီးလင်းမြို့မရဲစခန်းကဒီအချုပ်သားတွေထွက်ပြေးလွတ်မြောက်သွားတာနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့တွေကရဲတွေကိုစစ်ဆေးရမှာတော့ရဲနှစ်ယောက်တိုက်ဆုံသွားပါတယ်။ထီးလင်းမြို့မရဲစခန်းကနေအချုပ်သားတွေလွတ်မြောက်သွားတာနဲ့ပတ်သက်ပြီးတော့ရဲတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။ဒီလိုစစ်ဆေးရမှာတော့ရဲနှစ်ယောက်တိုက်ဆုံခဲ့ပြီးတော့ သုံးယောက်ကတော့ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့တက်တွင်သတင်းအရင်းမြစ်တွေကပြောပါရယ်စစ်ဆေးမှုထဲမှာဒီရဲတကြက်မြင့်အောင်နဲ့ကျော်ဆန်းထွေးဆိုတဲ့သူ၂ယောက်ဂျွန်လ၁၉ရက်နေ့မှာတေဆုံးခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီရဲ့မတရားဖမ်းဆီးခံထားရတဲ့ပြည်သူ၁၃ယောက်ဟာဂျွန်လ၁၉ရက်နေ့ညပိုင်းမှာထီလင်းမြို့မှာရဲစခန်းကနေထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါရယ် အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါနိုင်ငံတကာသတင်းတွေကိုတော့ကျမတို့ဒီရေကြီးတဲ့သတင်းနဲ့ဆလိုက်ကြရအောင်ပါတရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာရေကြီးရေရှမ်းမှုတွေကြောင့်လူပေါင်း8000ကျော်ဘေးလွရာကိုရှောင်နေကြရပါတယ်ရေကြီးမှုကြောင့်လူပေါင်း8000ကျော်ဒီအိမ်တွေကနေထွက်ခွာခဲ့ရတယ်လို့နိုင်ငံပိုင်မီဒီယာကဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်တရားပြူကြပြီးတော့တရားထိတ်မှာတွေ့ကနေတဲ့ထရက်ကားမောင်းတဲ့ က်သူကိုကယ်ခဲ့တဲ့ရုပ်ပုံတွေကလည်းလူထုကြားမှာပြန့်နှံ့ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့အနောက်တောင်ပိုင်းခွေကျုံပြည်နယ်မှာတော့ဒီအင်္ဂါနေ့မွန်းလွဲပိုင်းကလူပေါင်း8900လောက်ဘေးလွယာကိုရွှေ့ပြောင်းခဲ့ရတယ်လို့နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်တဲ့ဆင်ဟွာကဖော်ပြခဲ့ပါတယ်။လုံချန်း ခရိုင်မှာရှိတယ်ဒီဘလုံးကွင်းဟာဆိုလို့ရှင်လဲ3မီတာလောက်နစ်မြုပ်သွားခဲ့တယ်လို့သတင်းဌာနတွေကပြောပါတယ်အားကောင်းတဲ့မုတ်တုံရာတီကြောင့်လွန်ခဲ့တဲ့အပတ်ကလေးကဒီတရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာမိုးသီးထန်စွာရွာနေခဲ့တာဖြစ်ပါတယ်ရေကြီးရေလျှံမှုတွေဟာတရုတ်နိုင်ငံအနောက်တောင်ပိုင်းကပြည်နယ်ခုနှစ်ခုလောက်အထိတွေ့ကြုံရနိုင်တယ်လို့သတိပေးထားပါတယ်လာမယ့်ရက်အနည်းငယ်အတွင်းမှာတော့မိုးတွေထပ်ရွာဖို့ရှိနေပြီးအနောက်တောင်ပိုင်းကပြည်နယ်တွေမှာအရေးပေါ်သတိပေး ေးမှုတွေလုပ်ထားပါတယ် ဒေသအတွင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ဗီယက်နမ်နိုင်ငံမှာတော့တေဒံပေးလို့ရတဲ့ရာဇဝတ်ပြစ်မှုအမျိုးအစားတွေကိုရှော့ချလိုက်ပါတယ်။တေဒံမပေးတော့မဲ့ဒီရာဇဝတ်ပြစ်မှုတွေထဲမှာဆိုရင်အစိုးရကိုဖြုတ်ချဖို့ကြိုးစားတာနိုင်ငံပိုင်အဆောက်အုံတွေကိုဖျက်ဆီးတာစေဝါအတုတွေထုတ်လုပ်တာနဲ့ရောင်းဝယ်ဖောက်ကားတာနောက်ပြီးတော့မူးယစ်စေဝါတရားမဝင်တည်ဆောင်တာငင်းချင်းကြီးကိုဖြိုပြီးတော့ဒီဖြိုခွဲပြီးတော့ပေါ့လေစစ်ပြူတာစစ်ဖြစ်အောင်လှုပ်တာတရှို့လှုပ်တာနောက်ပြီးတော့ ိုင်ဆိုင်မှုတွေကိုအလွဲသုံးစားလုပ်တာနဲ့လက်ပေးလက်ယူလုပ်တာတွေပါဝင်တယ်လို့အစိုးရမီဒီယာတွေကဗုဒ္ဓနေ့မှာကြေညာပါတယ်။မူလကတော့တေတံချမှတ်နိုင်တဲ့ဒီရာဇဝတ်မှုဆက်ရှိမှုရှိခဲ့ရာကနေလွတ်တော်ရဲ့အတီးပြုမှုကြောင့်အခုဆိုရင်ဆယ်မှုပဲကျန်တော့မှာဖြစ်ပါတယ်။သေးတံပဲဖြတ်လိုက်တဲ့ရာဇဝမှုကျူးလွန်တဲ့သူတွေအနေနဲ့တော့ဒီသေးတံအစားထောင်တန်တသက်တကြွန်ကြခံရမှာဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံဟာသေးတံအဲကြခံရတဲ့သူတွေကိုတနက်နဲ့ ြစ်သက်ရာကနေ2023ခုနှစ်ကစပြီးတော့ဆေးထိုးပြီးတော့တတ်တဲ့နေ့စနစ်ကိုကြောင်းလဲအသုံးပြုခဲ့ကြပါတယ် ရှေ့နေမင်းကဲမှာထောင်လုံးလုံးကြဆိုတဲ့စကားပုံကိုကြားဘူးကြမယ်လို့ထင်ပါတယ်အခုတော့ရှေ့နေမင်းနဲ့အာမဆိုင်ပါဘူးတရားရုံးမှာဒီအယူခံဝင်လိုက်တဲ့အချိန်မှာပဲထောင်ဒဏ်အပြစ်တိုးမြင့်ချခံလိုက်ရတာပါအင်္ဂလန်နိုင်ငံလက်စစ်တာမြို့မှာမဒိမ့်မှုကျူးလွန်ခဲ့ပြီးတော့ဒီမဒိမ့်ပြုကျင့်နေတာကိုဗီဒီယိုရိုက်ကူးထားခဲ့တဲ့သူကိုအယူခံတရားရုံးကနေပြစ်ဒဏ်တိုးမြင့်ပြီးတော့ချမှတ်လိုက်တာဖြစ်ပါတယ်မူလပြစ်ဒဏ်6နှစ်ချထား တာကိုအယူခံတရားရုံးကနေ၉နှစ်အထိတိုးမြင့်လိုက်တာပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့မနစ်တုန်းကစက်တဘာလမှာဖြစ်ပွားခဲ့တာပါမဒိမ့်မှုကျူးလွန်တဲ့သူဟာအရက်မူးနေတဲ့တခြားညအလေထွက်ပြီးတော့အရက်မူးနေတဲ့အမျိုးသမီးတယောက်ကို တွေ့ခဲ့တာပါသူကအဲ့ဒီအရက်မူးနေတဲ့အမျိုးသမီးကိုလူရှင်းနဲ့အာပန်းချန်တနေဟာကိုခေါ်သွားပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်သူကိုမူလတရားရုံးကမဒိမ့်မှုအာထိုးသွင်းတိုက်ခိုက်မှု လိမ်မိုင်းဆိုင်ရာတိုက်ခိုက်မှုနဲ့ လိန်ဆိုင်ရာဓာတ်ပုံနဲ့ဒါမှမဟုတ်ဒီဗီဒီယိုတွေကို ဖြန့်ဝေမယ်လို့ချိန်ချမှုတွေနဲ့ထောင်ဒဏ်6နှစ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်အစောပိုင်းမှာကျူးလွန်တဲ့သူဒီအာဂါဂီဒီအာဂူလတီကအာ သူကဒီမတင်းကျင်းတဲ့ဗီဒီယိုကို တခြားသူတွေကိုဖြန့်ဝေခဲ့ပြီးတဲ့နောက်မှာရဲတွေကို သူကပဲတိုက်ခိုက်ခံရပြီးမတင်းကျင်းခံရတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။အယူကန်တရားရုံးကနေဗီဒီယိုကိုမဟုတ်မမှန်သက်သေခံဖို့အသုံးပြုခဲ့တာလို့သတ်မှတ်ပြီးတော့မူလပြစ်ဒဏ်ဟာမလုံလောက်ဘူးလို့တုံ့သက်ပြီးတဲ့နောက်မှာပြစ်ဒဏ်တွေကို တိုးပြီးတော့ချမှတ်လိုက်တာပဲဖြစ်ပါတယ်။ သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပစင်တင်းလာနေရနေတောက်ကြနေသည့်ညတိုင်းမှာရုပ်တံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။